hello အားလုံးပဲမင်္ဂလာပါရှင်။ကဲဒါအာကျန်တဲ့ရက်တွေအရင်တော့ကတော့ပေါ့နော်ဗီဒီယိုတွေအဲတင်တဲ့ live တွေပါတွေကို Facebook ကနေပဲလုပ်ဖြစ်တာများတယ်ပေါ့နော်။အဲ့တော့ Facebook ကအခုနောက်ပိုင်းမှာ line ကတော်တော်လေးဆိုးလာတဲ့အတွက်ကြောင့်မို့လို့အာဒါ YouTube မှာပဲပြောင်းပြီးတော့လွှင့်လိုက်တာဖြစ်ပါတယ်။ Telegram channel မှာလည်းဒါ ဘယ်မှာလွှင့်ပေးရမလဲလို့မေးကြတဲ့အခါမှာဒါ YouTube မှာလွှင့်ဖို့ကိုဒါပို့ပြီးတော့တောင်းဆိုကြတယ်ပေါ့နော်ဆိုတော့ဟုတ်လားဟုတ်ပါတယ် YouTube ကလည်း line လဲပို့ပြီးတော့ကောင်းတယ်ကွာ Facebook လောက်လည်းအရန် error မတက်ဘူးအဲ့တော့ဒါ YouTube မှာပဲလွှင့်ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ဒီကနေ့မှာတော့ဒါ Champion League ပွဲစဉ်တွေဒါ မနေ့ကတည့်ရပြီးတော့ဒီနေ့ထပ်ပြီးတော့လည်းအများကြီးရှိပါတယ်အဲ့တော့ချန်မြန်လေးပွဲစဉ်တွေအကြောင်းကိုထားနဲ့အတူတူဆွေးနွေးကြပါမယ်ရှင်ဆိုတော့ထားရဲ့အခု YouTube live လေးကိုတွေ့ရင်ဝင်ရောက်ပြီးတော့ join ပေးကြဖို့ပြောချင်ပါတယ်ပွဲတွေကတော့အများကြီးရှိတယ်ကွာအဲ့ဒီအများကြီးရှိတဲ့အထဲကမှရွေးထုတ်လိုက်တဲ့အခါထားအကြိုက်ဆုံးငါးပွဲထွက်လာပါတယ်ဆိုတော့အဲ့ဒီငါးပွဲကိုထားကဒါသုံးသက်ချက်လေးတွေနဲ့တကွာဒါပြောသွားမှာဖြစ်လို့ထားရဲ့ဒါ live ကလေးကိုတွေ့ရင်ဝင်ရောက်ပြီးတော့ join ကြဖို့ပြောချင်ပါတယ်အကိုတို့ကလည်းဒါအကိုတို့ရဲ့အမြင်ဒါကိုတို့ပဲပွဲကိုကြိုက်လဲပေါ့ဘာကြောင့်ကြိုက်လဲဆိုတာလေးတွေကိုဒါဝင်ရောက်ပြီးတော့ဆွေးနွေးလို့ရပါတယ်ဒါထားလည်းကိုကြိုက်ကြီးပဲကိုယ့်အကိုပြောသွားရင်လည်းပြင်းစရာလည်းကောင်းတယ်ကွာအဲ့တော့ comment လေးတွေဖတ်ရင်းနဲ့ဒါတယောက်ကြိုက်တယောက် ပြောပြီးတော့သွားရတာပို့ပြီးတော့လည်းဒါပြင်းဖို့မကောင်းတော့ဘူးပေါ့နော်ဆိုတော့မင်္ဂလာပါအမဟုတ်ကဲ့မင်္ဂလာပါရှင်အဲ့တော့ live မလို့ရတာကြာပြီဆိုတော့ ခုနေပြန်လွှင့်ရတာတမျိုးတော့တမျိုးပဲဒါပေမဲ့ခါတိုင်းကဟို Facebook မှာကကြတော့ရင်းနှီးပြီးသားအကိုတွေအများကြီးပဲရှိတယ်ကွာ YouTube ကကြတော့ဒီနေ့ပထမဆုံးစပြီးလွှင့်တာဆိုတော့အဲတချို့အကိုတွေမတိကြသေးတဲ့သူတွေအများကြီးရှိတယ်အဲ့တော့ထားရဲ့ like လေးကိုတွေးလို့ရှိရင်ထားရဲ့ဒီ YouTube လေးကို subscriber လေးတွေနှိပ်သွားပေးကြပါအောင်အပေါင်းလေးတွေနှိပ်သွားပေးကြပါအောင်ခေါင်းလောင်းလေးတွေနှိပ်သွားပေးကြဖို့ပြောချင်ပါတယ် အားလုံးပဲမင်္ဂလာပါနော်မင်္ဂလာညချမ်းလေးပါဆိုတော့မနေ့ကပွဲတွေကတော့ပြန်ပြီးတော့မပြောတော့ပါဘူးเนาะပြီးခဲ့တဲ့ဟာလေးပြီးပါစေတော့မက်ဆီဒီကတော့တော်တော်လေးကိုလောက်သွားတယ်เนาะ โอเคပါဆိုတော့လူလေးနည်းနည်းလေးစောင့်လိုက်မယ်နော်လူလေးနည်းနည်းလေးစောင့်လိုက်ပါမယ်6နာရီခွဲဆိုတော့အဲဒါ Telegram မှာတော့တင်တော့တင်ပေးထားတယ် live ကအစ9နာရီ 9နာရီတက်နိုင်မယ်ထင်ပြီးတော့9နာရီလိုရေးလိုက်တာဒါပေမဲ့ line ကတော်တော်လေးဟွာဖြစ်နေရတဲ့ဆောင်းရင်းဆောင်းရင်းနဲ့6နာရီထိုးသွားပါတယ်အားလုံးပဲ sorry ပါမင်္ဂလာညချမ်းပါညီမလေးရေဟုတ်ကဲ့ပါမင်္ဂလာညချမ်းပါရှင်အမကြိုက်တဲ့ငါးပွဲထဲမှာအာကြီးပါမယ်ထင်တာပဲအေးဟုတ်ပါမလားတိကျင်စောက်တီနာထောင်ကြည့် ီနေ့ဒါပြောမယ့်ငါးပွဲကဘယ်ပွဲတွေပါမလဲဆိုရင်ကိုဗီဟီဂင်နဲ့ကိုင်ရက် MRT ပွဲစဉ်လေးပါမယ်ပြီးတော့ပါဖို FC နဲ့မိုနာကိုပွဲစဉ်လေးပါမယ်အာဆင်နယ်နဲ့ဘိုင်ယန်ပွဲစဉ်လေးလည်းပါပါတယ်ပြီးတော့လီဗာပူးနဲ့ PSV ပွဲစဉ်လေးပါမယ်နောက်ပြီးတော့နောက်ဆုံးပွဲကတော့ဒါ Sporting Lisbon နဲ့ဒါ Club Brugge ပွဲစဉ်လေးဖြစ်ပါတယ်။အဲ့ဒီ၅ပွဲကတော့ဒါဒီနေ့ရွေးချယ်ထားတဲ့ဒီမှာဒါအာနည်းအကြိုက်ဆုံးပွဲစဉ်လေးဖြစ်တယ်ပေါ့နော်။ ဆိုတော့ထားပြပြတဲ့ပွဲစဉ်တွေထားရဲ့သုံးသက်ချက်တွေကဒါအကိုတို့နဲ့တသားတည်းဖြစ်ချင်မှလည်းဖြစ်မယ်ပေါ့လीเนาะဒါကြောင့်မို့လို့ဒါအကြိုက်တူရယ်ဆိုရင်တော့လည်းယူဆော့ပါအအကြိုက်မတူဘူးဆိုရဲအကိုကြီးရှိတယ်ဆိုရင်လည်းဒါဘက်ကန်ပြီးတော့ကစားပေါ့လीเนาะဂျိုးဂျာနီကိုပေါ်ကြိုက်တယ်တဲ့ညီမလည်းကြိုက်တူမယ်လို့ထင်နေတယ်အဲ့လေ Okay okay ခဏနေခဏနေထားရဲ့သုံးသက်ချက်တွေမှာအဲအကြိုက်တူလားမတူလားဆိုတာဟော ည်ရပြီပေါ့နော်ဆိုတော့အာထိုင်းရဲ့အခု YouTube channel လေးကိုလည်း like နဲ့ subscribe လေးတွေလုပ်ပေးသွားကြဖို့ပြောချင်ပါတယ် YouTube က live လင်းရတာတော်တော်လေးအဆင်ပြေပါတယ်ဆိုတော့အရင်အဆင်ပြေတယ်ဆိုတော့ဒါနောက်ရက်တွေလည်းအများအားလို့လို့ live လင်းပေးသွားဖို့ရှိပါတယ်အာရှေ့ရက်တွေတုန်းက line ကတော်တော်ကြာနေတော့ Facebook ကအဆင်မပြေရနဲ့ဒါလည်း YouTube ဘက်ကိုမလှည့်ပြဘူးပေါ့နော်အဲ့တော့ဒီတိုင်းပဲ Telegram မှာရွေးချယ်မှုလေးတွေကိုဒါဒီတိုင်းပဲစာနဲ့ပဲတင်ပေးရတာကိုရောအနေနဲ့လည်း အဲကိုရုအနေနဲ့တော့ဘလို့ထဲဘလို့လဲတော့မသိဘူးဒါကစိတ်ထဲမှာတော့ဒီတိုင်းကြီးပဲစာရင်းနဲ့ချရတဲ့ဒီပွဲဒီပွဲပါလို့ချပေးလိုက်ရတာတမျိုးကြီးပဲကွာတိလာဘာမှပိတ်ပြီးတော့ဟိုခန်းစားချက်မရှိသူလို့ပြင်နေရောဒီပွဲဒီပွဲဆော့ပါဆိုကလေးများလိုမျိုးလေဆောင်ရွက်ဝဲဖြေကနီးမှလေဆရာမတွေကစပော့ချပေးလိုက်သလိုပဲတိလာဒီစားဒီစားချက်ခဲ့ပါရောကိုရုရဲ့ Telegram ထားဒီဒီပွဲဒီပွဲလေးပေးလိုက်ပါပြီလို့အဲ့လိုကြီးတင်လိုက်ရတာအာ တိတ်တော့အဆင်မပြေဘူးပေါ့နော်ဒါကြောင့်မလို့တချို့ကိုတွေဆိုလည်းရှိတယ်ဒါသုံးသက်ချက်လေးနဲ့နားထောင်ပြီးတော့မှအော်ဒါပြောလိုက်တဲ့သုံးသက်ချက်ကလေးရဲ့ကိုရိုးရဲ့အမြင်လေးတွေရဲ့ပေါင်းဆက်လိုက်တဲ့အခါအာပို့ပြီးတော့ပေါ့နော်အဆင်ပြေသွားမှသွားစီချင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပါ okay ပါဆိုတော့ထားအကြိုက်ပွဲစဉ်လေးတွေကိုစပြီးတော့ပြောလိုက်ပါတော့မယ်အားလုံးပဲမင်္ဂလာပါရှင်အခုထားရဲ့ live ကိုကြည့်နေတယ်ဆိုလို့ရှိရင်ဝင်ရောက်ပြီးတော့မှ comment လေးမှာဝင်ရောက်ပြီးတော့ဆွေးနွေးသွားလို့ရပါတယ်။နောက်ရက်တွေလည်းဒီလိုပဲအငြင်းတမ်းလို့လို့ live လွှင့်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာထားရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြဖို့ပြောချင်ပါတယ်။ဆိုတော့အားလုံးပဲမင်္ဂလာပါဆိုတော့ဒါဆက်လိုက်မယ်เนาะအဲ့တော့ပထမဦးဆုံးသုံးသပ်ပေးမှာတော့ Copenhagen နဲ့ Kyrat MRT ပွဲစဉ်လေးပေါ့เนาะဆိုတော့သူတို့နှစ်သင်းကတော့အမပေးစရာရဲ့ အောက်ဆုံးမှာဒါအထက်အောက်နှစ်သင်းဖြစ်နေတယ်။ရမက်ကလည်းတမတ်စီပဲရထားတယ်။ဆိုတော့ကိုပင်ဟေကင်ကတော့အင်ဂွေးကန်ရတဲ့နှစ်ပွဲစလုံးမှာသူကနှစ်ကိုးစီတွင်းထားတဲ့အသင်းတော့ဖြစ်တယ်။ဂိုးကတော့မြူးတယ်ကွာ။ကိုပင်ဟေကင်ဆိုရင်တော့သူကဂိုးကတော့တွင်းနိုင်တဲ့အထက်မှာပါတယ်။တဖက်ကကန်ရက် MRD ကိုလည်းဒါ short track လို့တော့လည်းမရပြန်ဘူး။ကန်ရက် MRD ကတော့အာနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်၄တုံးကဆိုရင် Inter Queen မှာ င်တာကို2-1နဲ့ပဲဒါကတ်တီးလေးရှုံးခဲ့တယ်ပေါ့နော်အဲ့ပွဲစဉ်မှာဆိုရင်လေဒါ Garrett MRT ဒါတော်တော်လေးအဆင်ပြေရဲ့လို့ပြောလို့ရတယ်ဆိုတော့ဒီပွဲစဉ်လေးမှာဂျေးကကြတော့အင်ရှင် Kobe Hinkin ဘက်ကနေဒါ1မိုင်းနဲ့တရာ ရှုံးပေါ့နော်အခုတော့ဂျေးက2 plus 90ဖြစ်သွားပြီအဲအဲ့လောက်တော့ပေးထားတယ်ဆိုတော့ထားရဲ့ရွေးချယ်မှုလေးကတော့အဝေးဝင်းကနေကစားမယ် Kyret MRT ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ Kyret MRT ကစားကွက်ကပြောရမလို့ဆိုကိုဗင်ဟင်ကင်ကလည်းကွာ နိုင်ရင်တော့နိုင်သွားနိုင်တယ်ဒါပေမဲ့အရန်ကြီးခက်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 ယူပြီးတော့မှနိုင်ရင်နိုင်သွားလိမ့်မယ်ဆိုတော့ကစားပုံကိုကြည့်တဲ့အခါမှာတော့ဒါကအာကြေးကိုကြေးပေါ့နော်ကိုရီးယားတော့ကြေးနောက်ကိုလိုက်ရတာပေါ့အဲ့တော့ Carrot MRT ကပဲမထူးဆက်ခင်းမဲ့နှစ်သိန်းနဲ့အဲ့နှစ်သိန်းကဟုတ်တယ်မထူးဆက်ခင်းမဲ့နှစ်သိန်းပါเนาะဆိုတော့ဘိုးဘော်လေးလည်းနည်းနည်းတော့ကြိုက်တယ်ဒါပေမဲ့ဒါအာ body ကိုရွေးချယ်ပေးပါဆိုလို့ရှိရင်เนาะ Carrot MRT body လေးကိုဒါပို့ပြီးတော့ကြိုက်ပါတယ်ရှင် ဆိုတော့သူကကစားပုံမာတယ်လို့လည်းပြောလို့ရတယ်ကွာအဲ့တော့ကိုဘီဟေကင်တို့အနေနဲ့နှစ်ကိုးပြက်လောက်ထိတော့မသွားတော့ဘူးလို့ထင်တယ်2-1လောက်နဲ့ပဲဒါပြီးသွားမဲ့ပွဲစဉ်တစ်ပွဲလို့ပဲထင်ပါတယ်ရှင့်ဟုတ်ကဲ့ပါဆိုတော့နောက်ထပ်တစ်ပွဲကိုအထာသုံးသပ်ပေးပါမယ်နောက်ထပ်တစ်ပွဲကတော့ Powerful FC နဲ့ Monaco ပွဲစဉ်လေးပဲဖြစ်ပါတယ်အဲ့တော့ Powerful FC အသင်းကတော့အခုနောက်ပိုင်းမှာဒါသူ့ ွဲစင်နေတာကြည်ရတလောက်တော့သူကနောက်တန်းတော်တော်လေးမာတဲ့အထဲမှာပါတယ်ကိုတိတိလားအဲ့တော့ဝေးခွင်းမှာလည်းသူကဂိုးတွေအဲ့လောက်ကြီးဟုတ်ပေးရတယ်ဒီမှာမပါဘူးအိမ်ခွင်းမှာလည်းအတော်လေးအဆင်ပြေတယ်အဲ့တော့အာပါဖော့ FC ကအိမ်ခွင်းကိုဒါအတော်လေးသဘောကျတယ်ပေါ့နော်ဆိုတော့ဂျေးကလည်းမိုနာကိုဘက်ကနေ1.5ပြပြဆိုပြီးတော့ပေးလာတယ်။ထားရဲ့ရွေးချယ်မှုလေးကတော့ဒီပွဲစဉ်မှာ Power FC လေးကိုပေးထားတယ်။အဲသူတို့နှစ်သင်းကလည်းဒါဟို နှစ်သင်းလုံးတစ်ဖက်ကို9မက်စီရထားတဲ့အဆင့်ကလည်း19 20အထက်အောက်တိစုံမှုဖြစ်ပါတယ်အဲ့တော့ထာကုနာကပြောသလိုပဲအမ်ကစားအရန်မာတဲ့အဲနောက်တန်းကလည်းတော်တော်လေးကြန့်ခိုင်မှုရှိရလို့ထင်နေ Power FC မှာထားကတော့နေထားပါတယ်ကိုရုကရောဒါမိုနာကိုပြောမှဆိုရင်မိုနာကိုကလည်းကောင်းတယ်လို့ပြောရမယ် တော်တော်လေးကိုကောင်းပါတယ်ဒါပေမဲ့အဝေးဝင်းဖြစ်တဲ့အခါကျတော့အာအင်ရှင်ဖြစ်တဲ့ Power FC ရဲ့နောက်တန်းကိုထားပို့ပြီးတော့ယုံကြည်ရဲ့အတွက်ကြောင့် Power တို့အနေနဲ့ပဲဒါအကောင်းဆုံးကစားသွားနိုင်မယ်လို့ထင်တယ်ကြီးလဲအောင်သွားနိုင်မယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီပွဲစဉ်လေးမှာ Power FC ကိုရွေးချယ်ပေးလိုက်ပါတယ်ရှင်ကဲနောက်ထပ်တပွဲကတော့ခုနကအခုပြောတဲ့ Arsenal ပွဲပေါ့နော် Arsenal နဲ့ Bayern Munich ပွဲစဉ်လေးပဲဖြစ်ပါတယ်ကဲ ထားရဲ့သုံးသက်ချက်လေးမပြောခင်ကိုတို့ကရောဘယ်ပွဲကိုရွေးထားကြလဲဆိုတာကွန်မန့်လေးတွေမှတ်ပြီးကြပါအောင်ရှင်ဆိုတော့ဒီနှစ်သင်းစလုံးကတော့ဒါချန်ပီယံလိဇယားထိတ်ဆုံးမှာအပေါ်အောက်ရက်တည်နေတဲ့အသင်းဖြစ်တယ်ပေါ့နော်ဝေးခွင့်ညက်လေတဲ့မူနာကိုပော့ပါတော့ပါလာမယ်ထင်တယ်ဟုတ်တယ်ပော့ပါတော့ပါမယ်ထင်တယ်เนาะဟိုနေ့ကပွဲမှာဆိုလဲပော့ပါပါသွားတယ်လူစားဝင်ပြီးတော့ခဏခစားသွားသေးတယ်ပော့ပါတော့မိုက်ပါတယ် ါပေမဲ့ဝေးခွင့်ကတော့ညံ့တယ်မူနာကလေဆိုတော့အာဆနယ်နဲ့ဘိုင်းယန်ကိုတို့ဘာတွေရွေးထားကြလဲကိုတို့ပြောတာလေးတွေပြီးမှာပဲဒါရဲ့သုံးသက်ချက်လေးကိုပြောပြီးရောမယ်နော်အာဆနယ်လားဘိုင်းယန်လားနှစ်သင်းစလုံးကတော့အသင်းကြီးတွေတကယ်ကိုအသင်းကြီးတွေပဲအာဆနယ်ဆိုရင်လည်းတော်တော်လေးကိုကောင်းနေတာဒီဟာဒီမှာပရီးမီးယားလိချန်ပီယံယူဖို့လုံးဝကိုတာဆူနေတာကွာ ရီးမီးယားလိမာကလည်း तू ဘာလို့အပေါ်ရောက်နေလဲဆိုတော့ကောင်းလုံးလို့ရလည်းမဟုတ်ဘူးတိလားတခြားအသင်းကြီးအသုံးမကျလို့ तू ကထိတ်ကိုရောက်နေတာဒါကတော့အဲ့လိုထင်တာပဲကိုပေါ်ပဲတဲ့ဟုတ်လားကိုပေါ်လည်းမစိုးပါဘူးဆိုတော့ထားရဲ့သုံးသက်ချက်လေးပြောလိုက်ပါတော့မယ် ဲ့တော့ခုနပြောသလိုပဲဒီနှစ်သင်းစလုံးကတော့ထိတ်ဆုံးကအပေါ်အောက်အသင်းနှစ်သင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲကိုကပေါ်မယ်ဆိုရင်လည်းတောက်လျှောက်ပေါ်သွားနိုင်တယ်လို့အောက်မယ်ဆိုရင်လည်းလုံးလုံးအောက်သွားနိုင်ပါတယ်။နော်ဘာလို့လဲဆိုတော့တစ်ဖက်ဘက်ကနေတကိုးလောက်တွင်းပြီးတာနဲ့ပိတ်ပြီးတော့လည်းဒါဆော့သွားနိုင်နေပေါ့နော်။ဆိုတော့ဒါကို body body band ကိုဝယ်ထားတော့ရွေးချယ်လိုက်တယ်။ကိုးပေါင်းလေးကိုတော့ရှောင်ထားပါတယ်ရှင်။အဲ့တော့ဒီနှစ်သင်းစလုံးကတော့ကိုးတွေကတော့ဒါ သူ့လီအသီးသင်းမှာဂိုးတွေအဆင့်အဆင့်ဂိုးတွေအများကြီးတွင်ပြီးတော့မှဒါဇရာထိတ်ဆုံးတွေမှာယက်တီထားတဲ့အသင်းတွေအသင်းကြီးတွေပဲပေါ့နော်ဆိုတော့အာကုတွေဂိုးအများဆုံးအသင်းတွေဖြစ်တဲ့အဲ့တော့ထားရဲ့ရွေးချယ်မှုကတော့အာဆနယ်ဘက်ကနေကြီးကတော့ level 55ရှုံးပေးထားပါတယ်ထားရဲ့ရွေးချယ်မှုကတော့ ိုင်ယန်မြူးနစ်ဘော်ဒီပဲဖြစ်ပါတယ်တိုက်စစ်ကတော့အာကြီးကတာတယ်လူငယ်တွေကြီးပဲဆိုတော့တဲ့ဟုတ်တယ်တိုက်စစ်ကတော့အာကြီးကတာတယ်အဓိကအာကြီးကဘာတစ်ချက်ကောင်းတာလဲဆိုတော့ကစားသမားတွေရဲ့စိတ်သက်စီလုံးညီညွတ်မှုတွေအဲ့ဒါတွေသူတို့အာအကုန်လုံးကောင်းတယ်ပေါ့နော်အာကြီးကအဲ့တစ်ချက်တော့တာတယ်တစ်ဖက်ကဘိုင်ယန်မြူးနစ်ကလည်းဒါဝါရင်တပါရင်နေဖြစ်တဲ့အသင်းကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူကလည်းသူမှလည်းသူခြေစွမ်းတဲ့သူရှိပြီးသားပေါ့ကွာအဲ့တော့ထားရွေးချယ်မှုကတော့ဘိုင်ယန်မြူနစ်ကိုထားရွေးချယ်ထားတယ်ဘာလို့လဲဆိုတော့အသင်းကြီးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့ကွာဘာဖြစ်ဖြစ်နောက်ဆုံးမှာ112နဲ့ပြီးသွားမယ်ဆိုရင်တော့ဒါဘိုင်ယန်ဘက်ကကြီးစားရမယ်လို့ထားကတော့ထင်တယ်အဲ့တော့ဘိုင်ယန်ဘက်မှာလီဝန်ဒေါစကီတို့ဘာလို့ဝိုင်းရင်တဖိုင်ရင်ကိုယ်စားကစားသမားတွေလည်းအများကြီးရှိရယ်ကွာအဲ့တော့အာဆင်နယ်ကတော့ချန်ပီယံလိမှာလည်းသူကကန်ခေတက်တဲ့အသင်းဆိုတော့ဒီလား အဲ့တော့ Bayern Munich body လေးကိုပဲရွေးချယ်ပေးလိုက်ပါတယ် Okay အဲ့တော့နောက်ထပ်တစ်ပွဲနောက်ထပ်တစ်ပွဲကတော့ Liverpool နဲ့ PSV Premier League sorry Premier League နဲ့ရောကုန်နောက်ထပ်တစ်ပွဲကတော့ Liverpool နဲ့ PSV ပဲစဉ်လေးကိုဒါတုံးသက်ပေးပါမယ်အဲ့တော့ Liverpool ကတော့ဒီရဒီမှာတော်တော်လေးကိုအချိန်ကြီးစိုးနေတယ်ပေါ့နော် Premier League မှာလည်းသူ့မှာကြောင်ပြောင်နေတယ်ကစားပွက်တွေက တော်ရောက်လိုက်တောင်ရောက်လိုက်နေလေဘာဘူးကတော်တော်လေးကိုအချိန်ကြီးဆိုးနေပါတယ်နောက်ဆုံးကစားထားတဲ့၅ပွဲမှာလေလီဗာပူးတို့အနေနဲ့၂ပွဲပဲနိုင်ထားပြီးတော့၃ပွဲအထိတောင်ရှုံးထားတယ်ရှုံးထားတဲ့၃ပွဲလုံးကလည်းဒါ3-0တွေနဲ့ရွေတာကိုပြက်ရှုံးခဲ့တာတွေပဲပေါ့နော်ပဲလီကို3-0နဲ့ရှုံးတယ်မန်စီးတီးကိုလည်း3-0နဲ့အိမ်ဝင်းမှာရှုံးခဲ့တယ်နောက်ဝင်းရှုံးခဲ့တယ်ပြီးတော့ Nottingham Forest ကိုလည်းရှုံးထားတာဖြစ်ပါတယ်အဲ့တော့ Forest လို့အသင်းကိုတော့ လီဗာပူးကရှုံးထားတယ်ဆိုတော့လီဗာပူးကတော့ဘာတွေဘလောက်တောင်ကြောင်နေပြောင်နေလဲမသိဘူးပေါ့နော်ဆိုတော့လက်တလောနေထားရတော့လီဗာပူးရဲ့ခံစစ်ကလည်းအတော်လေးကိုစုပ်ပြတ်တက်နေတယ်တစ်ဖက်က PSV အသင်းကလည်းလက်ရှိမှာတော့သူကခြေစွမ်းတော့ကောင်းတယ်ဒါပေမဲ့လီဗာပူးကလည်းဒါသူဘာနဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါသူတို့နှစ်သင်းရဲ့တွေ့ဆုံမှုကတော့သူကန်ကိုကန်ကန်ရင်းနေပဲဒါကိုပေါ်သွားမယ်လို့ထင်နေပေါ့နော်ဒါကြောင့်မို့လို့ ီလပဘူးပွဲစဉ်လေးမှာတော့ထားကတော့ဂိုးပေါ်လီကိုပဲရွေးချယ်ပေးထားပါတယ်ရှင်အဲ့တော့အန်ဖီမှာဂိုးမိုးရွာဖို့ပဲများတယ်ပေါ့နော်โอเคပါဆိုတော့ထား၄ပွဲပြောပြီးပြီဆိုတော့နောက်ဆုံးတစ်ပွဲလေးပေါ့နော်နောက်ဆုံးပွဲလေးလာကတော့ Sporting Lisbon နဲ့ဒါ Club Brugge ပွဲစဉ်လေးပဲဖြစ်ပါတယ်ပါဘူးကိုပေါ့တဲ့ကျင်းသေးပေးရမယ်တဲ့အဲအကြိုက်တူအားကြီးပေါ့အကြိုက်တူအားကြီးပေါ့ โอเคပါဆိုတော့နောက်ဆုံးကြံတဲ့တပွဲလေးထားတုံးသက်ပြီးပါမယ် Sporting နဲ့ဒါ Club Project ပွဲစဉ်လေးပေါ့เนาะဆိုတော့ Sporting Lisbon အသင်းကတော့ DRD Champion League မှာသူက Napoli နဲ့အဝေးကွင်းတပွဲပဲသူရှုံးထားသေးတာဖြစ်ပါတယ်အာ Champion League ၄ပွဲစလုံးမှာလည်းအပြန်အလှန် Twin Goal တွေနဲ့ဒါ Twin ခဲ့တာတွေကြီးပဲဖြစ်တယ်ပေါ့เนาะ Sporting ကတော့ဒါ Goal အတော်လေး Twin တယ်လို့ခန်းစစ်ကလည်း Goal ပြန်ပေးရတဲ့အသင်းထဲမှာပါတယ်အာ ်ပြီးတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်လေးမှာဆိုရင်ဘာစီလိုနာကို3-3နဲ့ဒါကန်ကန်ခဲ့တဲ့ blue jet ကိုလည်းဒါသွားပြီးတော့ short တွက်လို့မရဘူးပေါ့နော် blue jet ကလည်းဘာစီလိုနာလိုအသင်းကိုတောင်မှ3-9တောင်ပြန်ထည့်နိုင်ဆိုတဲ့အားကလည်းနည်းတော့မနည်းဘူးအိမ်ဝင်းကောင်းတယ် sporting ကလည်းဟုတ်တယ် sporting ကအိမ်ဝင်းကောင်းပါတယ်နော်ဆိုတော့ချောင်းပါဆို ခေပါ sorry ပါချောင်းလေးလေရောင်းနေနေနာပါလို့ပါဟုတ်ပါတယ်ဆိုတော့ကိုပြောသလိုပဲတော့ပေါ့နော် sporting ကဒါအိမ်ငွေးကတော့သူကောင်းတယ်အဲ့တော့ club project ကလည်းဒါအဲ့လောက်ကြီးတော့အာကိုပြက်ကြီးနဲ့ကိုပြက်ကြီးနဲ့ဒါခံရလိမ့်မယ်လို့မထင်ဘူးပေါ့နော်ဆိုတော့ဒီပွဲစဉ်လေးမှာကြီးကြီးလေးတစ်ချက်ပြန်ကြည့်ပြီ ြေးကကြတော့အင်ရှင်ဖြစ်တဲ့ဒါ Sporting Lisbon ဘက်ကနေဒါ1 plus 30ဆိုပြီးတော့ပေးထားပါဗျ။အဲ့တော့အာ Lisbon ဘက်က project ကလည်းတိုက်စစ်အသားပြီးအတင်ဟုတ်တယ်။အဲ့တော့အဲ့ပွဲစဉ်လေးကတော့ဒါဂိုးပေါင်းအပေါ်လဲကောင်းတော့ကောင်းတယ်ပေါ့နော်။ဒါမဲ့ဂိုးပေါ်ကြီးကနည်းနည်းပြင်းနေတဲ့အခါကျတော့ဂိုးပေါ်ဂိုးအောင်နေဘူးကလည်းနည်းနည်းဂိုးအောင်ကလည်းမနေရဘူးကအမှန်တမ်းပြောရရင်။အဲ့တော့ဂိုးပေါ်နေဘူးကလည်းဒါနည်းလေး ရင်းနေအောင်ပဲကွာအဲ့တော့ body လေးပဲရွေးချယ်ထားတယ်ဒါကတော့အာ root jet အနေနဲ့ကလည်းနှစ်ကိုလောက်နှစ်ကိုပြက်လောက်ဒီဒါ lisbon ကိုဒါခွင့်ပြုပေးရလောက်မယ်လို့မထင်ဘူးကွာဒါကြောင့်မို့လို့အာဒါကတော့ root jet body လေးကိုပဲရွေးပေးလိုက်ပါတယ်ရှင်ဆိုတော့အကြိုက်တူတယ်ဆိုရင်တော့ user ပေါ့နော်အကြိုက်မတူဘူးဆိုရင်လည်းဒါကိုယ့်ရဲ့အတွေ့အမြင်အတိုင်းပဲကစားလို့ရပါတယ်အဲ့တော့ အော်ထားရဲ့ဒီနေ့ live မှာတော့ထားအကြိုက်ဆုံးငါးပွဲကိုရွေးပြီးသွားတာဖြစ်ပါတယ်အဲ့တော့ကိုရိုကြိုက်တာလေးတွေကိုယူဆော့ပါပြီးတော့နောက်ရက်တွေလည်းထားဒီလိုမျိုးပေါ့နော်အာ live play တွေဒါလွှင့်ပေးသွားဖို့ရှိပါတယ်အခု YouTube မှာလွှင့်တာလည်းတော်တော်လေးအဆင်ပြေပါတယ်နော်စီဗီရဲ့ line တွေပါထစ်တာပါရဲ့အဲ့လောက်မရှိဘူးအဲ့တော့ခါတိုင်း Facebook ကအကူကြီးဆိုရင်လည်းထားရဲ့ဒီ live play ကိုတွေ့လို့ရှိရင်ဒါ လိုက်ပြန် subscribe လေးလုပ်ပေးသွားကြဖို့ပြောချင်ပါတယ်နောက်ဆိုရင်ဒါ YouTube မှာပဲဒါ live link ပေးသွားပါမယ်ပေါ့เนาะအဲ့တော့အားလုံးပဲမင်္ဂလာညချမ်းလေးပါရှင်အားလုံးပဲကံကောင်းအပေါင်းပြကြပါစေရှင်ပါဘူးကိုပေါ်အကြိုက်ဆုံးပဲတဲ့ဟုတ်တယ်เนาะလေပါဘူးကိုပေါ်ကတော့ share ကြမ်းမယ်ထင်တယ်သူ twin ကို twin နဲ့ဟုတ်ဒါတော်တော်လေးကိုမိုက်မယ်လေချက်စီးနဲ့အာကြီးတဲ့ချက်စီးနဲ့အာကြီးကပြောပြပါလား ချက်စီးရချက်စီးရမရှိဘူးလေကိုယ်မနေ့ကကံသွားတာချက်စီးရမနေ့ကနဲ့ဒီနေ့နဲ့ရောသွားတာပြရမယ် Okay ပါဆိုတော့ထားအကြိုက်ဆုံး၅ပွဲလေးကိုပြောပြပါပြီ။ဂျန်နဲ့ပွဲစဉ်လေးကတော့ထားရှောင်ထားတာဖြစ်ပါတယ်။ အဲ့တော့ထားရဲ့ live လေးကိုကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ live တွေမှာထားတို့ပြန်လဲဆုံတွေ့ကြပါမယ်ရှင်အာအခုလိုမျိုးလေးထားနဲ့ဒါ comment လေးတွေမှာဒါဆွေးနွေးပြီးတော့မှပြောရတာဒါအရန်ကိုပုတ်ပါလလန်မှုရှိရဲကွာခါတိုင်းလိုမျိုးဒါဒါဒါကြီးဆိုပြီးတော့ပြီးလိုက်ရတာတက်ဆိုင်ပေါ့နော်အကိုတို့မန်ယူကတော့လိုက်လီဝေးလီပါပဲ။ဟုတ်တယ်နော်မန်ယူကျောင်းကတော့ပြောရင်ရှင်းနာစရာတွေကြီးပဲမလို့ကိုယ်ရယ်မပြောတော့ပါဘူး။ မိန်ဖန်ဖြစ်ရတာလေဒါပေမဲ့စွန့်လွတ်နိုင်လားဆိုတော့လေစွန့်လွတ်နိုင်တဲ့အထဲမှာတော့မပါသေးဘူးအဲ့တော့ဝရှိသေးတော့ခံလိုက်ဦးပေါ့ဒါပဲရှိရပါပဲโอเคပါဆိုတော့ထားရဲ့ live ကိုအခုလိုမျိုးကွန်မန့်လေးတွေနဲ့ဝင်ရံပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့တွေမှာလည်းထားလို့ပြန်လည်ဆုံတွေ့ကြပါမယ်ရှင်အားလုံးပဲတတပါပွဲဒီအားလုံးနိုင်ကြပါစေရှင်